ပရိသတ်များလို့မဲမိကလာပါ MTS Entertainment YouTube Channel ကနေပြီးတော့ပရိသတ်တွေအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာပရိသတ်တွေနားဆင်ဖို့အတွက်ကျွန်တော်ရဲ့ Channel တွေကနေစာရေးသူနောင်ယိုစေရေးသားထားတဲ့အယူသတော်နဲ့ဘိုးတောက်ကြာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ီဇယ်လန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ဒရော်ဒီယံသုံးတန်တစ်ခုစီကဇယက်မှာဝင်ရောက်နားခွင့်ရေးအိတ်ဆက်နေလိုက်တယ်။ဒီအချိန်မိုးမောင်ကြပြီးရုတ်တိတပြောပြောကြလာတယ်။အခုကျတော့လေအရှိဆေးလောက်ကမိုးမရွာပဲပူပြင်းဆက်ရှားလွန်ခဲ့တဲ့တန်တို့ကတမဟုတ်ချင်းကိုပြောက်ွယ်သွားခဲ့တယ်။လေနဲ့နေငယ်ပါတော့သုံးတန်ဆင်းရဲစီကသူပြားတို့ကတပြောင်းပြောင်းအတံမြင်နေပါရဲ့။ ဒီလိုတန်နေစူညာနေပြီးမိုးရီပတ်နေပေမဲ့လေသူတို့တယောက်ကတော့စရဲရဲတောင်းတနေရမှာမရမကားကိုပဲပေတေးလို့အိတ်နေလေရဲ့သူအနေနဲ့သွာလာခင်းရတာများလို့တော့ပင်ပန်းလုံးပြီလို့ခံစားနေရတယ်။သူစီးနေနဲ့အသာထုံမင်းရလဲတလောက်ဆိုပင်ပန်းလာပြီပေါ့လို့သူယူဆနေတယ်။ဒါကြောင့်လဲရရောက်ချင်းမှာမင်းကိုစရဲတိုင်မှာချီပေးတာနဲ့တပိဝင်းချင်းကတည့်ရက်တိတ်ခတ်တယ်မျက်စမျက်နှာတွေကိုလိုက်လံချိုးယူကောင်းတော့ပြီးတော့မင်းနာမှာအစာကျွေးရဆိုပြီးချပေးထားတာတောင်းလို့ပုံလို့ အဲဒီလိုချပေးပြီးအတွက်လည်းသူတို့တရားဘာကောမှစဉ်းစားမနေတော့ပဲသူ့ရဲ့အိဆာတော်လွယ်အကြီးကိုကောင်းလုပ်ပြီးကိုင်းနေရလေဖြစ်တယ်။မိုးကရွာချလာတော့ငါသူတို့တရားပို့လို့တော့အိတ်ကောင်းသွားရတယ်။မိုးကတလောတူဟောတိုင်းတိုင်းရွာပြီးနောက်မှာတော့ရုတ်တရက်တိကနေတိတ်သွားလီကောနော်။အဲဒီအချိန်ဇေယျ OG ဘော်စီကိုအသက်အရွယ်တော်ကြီးနေပုံရတဲ့ခါကိုင်းကိုင်းတောင်ဝေးတထောင်ထောင်နဲ့အဖိုးတယောက်တက်လာတယ်။အဲဒီရဲ့သူတို့ကိုမြင်တော့အဖိုးကတစ်ချက်ပြုံးဆဆဖြစ်သွားပြီးဇေယျရဲ့တိုင်တစ်ခုစီမှာမိတယ်လို့ ထိုင်ချလိုက်လေက နေချံပြီးမှတလဲကြငါးစုဖျားပေါ်လာလိုက်မယ်တစုဖျားရေမှကိမ့်ပြီးနှစ်စုဖျားလေမှကိမ့်မယ်သုံးစုဖျားမြေမှကိမ့်ပြီးလေးစုဖျားတက်မှကိမ့်မယ်ငါးစုဖျားစပားမှကိမ့်မယ်ငါးစုငါးသွဲတောက်ကြသည်ကပင်းဆောင်လွယ်မယ်နေရချောတဲ့အသင်ဖြစ်စေတနေ့လာသမီးစောင့်ကသိမ့်မယ်ဒါမှသာပဲတာလင်တာကြောင့်အောင်ရချောင်းတိခမိုးချိုးလိုကွဲလိမ့်မယ် အဖုံးရဲ့ရေရွတ်တံကိုအိမ်နေရသူတော့ကောင်းကောင်းကြားမိတယ်။ဒါပေမဲ့လည်းတမိန်မသိတဲ့အောင်ပြုတ်ပြီးတစ်ဖက်ကိုလှည့်ပြီးအိတ်ဆက်မြဲအိတ်ဆက်နေပါလေ။အဖိုးကသူတော်စီကိုတစ်ချက်ပြန်ကြည့်တယ်။အိမ်နေမြဲအိမ်နေတော်ကိုမြင်တော့ပြုံးပြီးခေါင်းကိုသုံးချက်တိတိညိမ့်ပါလေ။နောက်တော့တိုင်ယာကနေထကအလာတုံးကအတိုင်းပဲတောင်ဝေးထောင်းလို့ဇရက်အောက်ကိုပြန်ဆင်းသွားခဲ့ပြီးမြောက်ရက်စီကိုဥတီလို့လှမ်းထွက်သွားပါတော့တယ်။ထဲသူတော်အနာနာကပြီးအွန်လိုင်းတဲ့တန်ကြောင်သူတို့အိမ်မောကြနေရတာကလန့်ဖြတ်ပြီးထောက်ကုန်မိပါရဲ့ အော်သူကိုကြိတ်လိုက်တော့သူတော်ရဲ့ဆရာအဘိုးစာတိဘိုးစာတိကသူတော်ရဲ့နပိနာမှာမတ်တက်ကြီးရရင်ရှိနေတယ်ဘိုးဘိုးတကြောင်ငါသူတော်နေအတော်ဆိုးတာပဲတကယ်ကိုငမိုက်သားပါပဲကွယ်သူတို့ကဘယ်နေရာများ မိုင်မဲမလို့တော့ဘိုးတကြားရဲ့ဟဲ့နေကိုအဖဝိဇာအဖရှိကိုရာနေစီရောက်လာတော့နေမသိခဲ့ဘူးဟုတ်အဖရှိဆိုတာဘာတူလဲဘိုးတကြား ပကံမတိုင်ခင်ပရိတ်ကြီးဆက်သက်တော့ကိုအာကုန်တင်ပြီးထွက်ရမြန်သွားရအပရွှေလေဩသူတော်သိပြီအဘိုးရွှေမြင်တိုင်းရွာသားအဘိုးရွှေလေဟုတ်တယ်အဲ့ဒီအဘိုးရွှေပဲကသူတော်အဘိုးရွှေကသူတော်စီကိုဘဲတော့ကများလာတော့တာအဲဟိုဟိုခုနကခေါင်းပြပြတောင်းဝင်းတဲ့လူကြီးလားအမှန်ပဲပေါ့ငါသူတော်ရဲ့ဩဒါကြောင့်ထူးတော့ထူးပါလေလို့ထင်မိတာထူးတာထူးတယ်နင်ထမကြည့်ဘူးမလား တော်လေးပြင်းမသွားလို့ပါဘိုးတကြားရဲ့ကဲကဲကဲပြီးရလဲပြီးခဲ့ပြီဘိုးရှိရနဲ့ရတာဝန်တစ်ခုပေးခဲ့တယ်ဘာတာဝန်လဲဘိုးတကြားရဲ့ပေါ်တော်မူလာမဲ့ဖျားငါးစုကိုနင်ရှာဖေးကူရမယ်ဖျားငါးစုအေးဟုတ်တယ်လာမဲ့တပေါင်းလာဆန်ခါရက်မှာကောင်းကင်မှာနေထွက်ချက်ပြီးဖြူသွားစင်းရှိလိမ့်မယ်နေချက်ပြီးနောက်တရက်ကြာမှာဘိုးသေးထံပြီးရလိမ့်မယ်နေချက်ပြီးမိုးရွာမှုအစောမှာငါးစုဖျားတို့ဟာ ကိန်းဝင်ရဌာနတည်တည်ကနေပေါ်တော်မူလိမ့်မယ်။ဒီမတဆူလေးမတဆူမြေမတဆူတစ်ပင်မတဆူစပါးရီစီမတဆူဆံပယ်နေတယ်။ဒီပြားငါးစုကိုတောက်ကြသားကရှာဖွေပင့်ဆောင်ရမယ်။နေရာသူကိုကူညီရမယ်။ငါးစုဆိုရင်တောက်ကြသားရဲ့ကူညီတွေပဲရာဟုနဲ့ရှိရဲ့နေရာမှာထီးရောင်တင်လူဖို့စ조사တိုင်းအမဲလိုလိုမိုးကြိုးခနေရဲ့စီရီတဆူရှိရင်အဲ့ဒီမှာနေလို့တောင်းရပို့ဆောင်ပြီးကိန်းဝတ်စီရမယ်။ဖျားငါးစုကအဲ့ဒီနေရာမှာပဲ ာသနာနှင့်900တန်ရာကိန်းဝတ်နေလိမ့်မယ်။အော်လွယ်တယ်လို့လို့လေးပါပဲ။ငါတို့တော့နေရွက်ပြောနေရများလား။သူတော့မရွက်ရဲပါဘူး။နေလားငါ့ကိုမရွက်ရဲမှာ။ဒါမျိုးကနေချင်ချင်လုံနေကြပဲလေ။သူတော့တကယ်ပြောတာပါ။ဘုဒ္ဓကြားလက်ထံရာဂျိန်လုံးကြီးကိုကြောက်လို့သူတော့မရွက်ရဲပါဘူး။အော်နေကဂျိန်ကိုကြောက်တယ်ငါမကြောက်ဘူးဆိုပါတော့။ဘုဒ္ဓကြားကိုလည်းကြောက်ပါလေ။ကဲကဲကဲငါတို့တော့ အဲ့တော့ထားတော့အခုလိုင်းကိုပြောမယ်နော်နေငင်းငင်းလေးနားတော့သူတော့ဘာမှပြန်ပြောတော့ဘူးကြောက်ရွံ့လည်းပဲငြိမ်သွားခဲ့တယ်ဒါကိုပြောပြန်ရင်သူတော့လေကျောဆက်ရှိပြီးလူရင်းစီရမှာမဟုတ်တဲ့အတွက်ဘိုးစာတီလည်းမသိတရားပြုတ်လိုက်ကဖယားတဆူတိုင်းကိုရှာဖွေဖို့ရမှာအခက်အခဲတွေအများကြီးကြုံတွေ့ရနိုင်မယ်နေချက်ထင်းကိုမရောက်ခင်မှာတောက်ကြသားကနေစီကိုရောက်လာနိုင်မယ်နေချက်ထင်းကိုသူစားမှာဘိုးရချင်းကိုမှတ်သားပါ ပြီးတော့ပထမဆုံးရေမာကိန်းတဲ့ဖျောင်းကိုပင့်ဆောင်ဖို့ငွေလိမ်နာမီရှိတဲ့အိုင်းကြီးစီကိုသွားနိုင်မယ်။တရမတုံပြန်မှုငင်းငင်းတက်တက်ပဲရှိနေတယ်။ဘိုးစားတရားဆက်ပြောတယ်။စင်တူတော်ကိုပင့်တဲ့အခါအဲဒီကဆောင်းလျှောက်တွေနဲ့အခြေတင်ဖြစ်နိုင်ခြေရှိတယ်။ဒါကိုနဲ့တတိထားရမယ်။သူတို့ကထိခိုက်လို့မရဘူး။ကျန်တာကတော့နောက်ထပ်စင်တူတော်တစုတိုင်းကိုပင့်မဲ့အခါတိုင်းမှာကြိုတင်ပြီးလာပြောပြပေးမယ်။အမှားရွေးမရှိစေနဲ့တော့သူတို့ ဘိုးဆောင်တီးရဲ့စကားဆုံးသွားခဲ့ပြီမဲ့သူတို့ကမလုံမရှက်တီးချောင်းလေးမပြူဟဲ့ငါသူတော်သူတော်မလုံမရှက်ရှိမြဲပါပဲသူတော်သူ့ကိုကလေးလိုစိုးနေပြီဆိုတော့ဘိုးဆောင်တီးတီးလိုက်တယ်ဒါကြောင့်လဲတောင်ဝေးကိုဝင်လိုက်ကငါခေါ်တော့နေပြန်ထွင်ရည်သူနော်မထွင်ရင်နေ့ကိုချိန်နဲ့ဆောင်တော့မယ်ဟဲ့ငါသူတော်ရှိရှိပါလေဘိုးတကြားငါပြောတာနေကြားသလားကြားပါလေဘိုးတကြားအေးကြားရင်ပြီးရောအသေးချာလို့ ါနဲ့နေ့ကိုအမှတ်ရအောင်တော့တခုပြောဦးမယ်။ဟုတ်ကဲ့ဘုဒ္ဓကြာ။အေးအဲ့ဒီဘုဒ္ဓကြာကိစ္စကိုပဲပြောမှာ။နေငေါ့အတွေ့တိုင်းဘုဒ္ဓကြာလို့ဆွရခေါမနေနဲ့။နေလောက်တာနဲ့ကြောင်းရဥမကောင်နဲ့တကြားမင်းပေါင်းတော့ငါ့ကိုစော်ဘလော်တီးရောမယ်။ဟုတ်ကဲ့ဘုဒ္ဓကြာ။ဟဲ့မခေါ်ပါနဲ့ဆို။မခေါ်လို့မရဘူးလေဘုဒ္ဓကြာရဲ့။သူတို့ကနှစ်သားဖြစ်မှာဆို။ဆရာဖြစ်တဲ့ဘုဒ္ဓကြာကသူတို့ထက်မြင့်တဲ့တကြားဖြစ်ရမယ်မလား။ဟွန်း ြောလိုက်ရင်တော့နေရဲ့စကစက်ကမြင့်မို့ထက်စေစားထက်မကပါပဲအဲ့ဒီလိုခေါ်လို့တပဆိုလဲခေါ်ပြီးတော့ဟုတ်ကဲ့ပူတဲ့တိုင်းကေတာပြင်လဲကုထားတော့တောက်ကြသားကိုဆောင်ရင်ရေနဲ့ပတ်သက်တဲ့မန်တန်တွေရောအာကုန်ပြန်ဆောင်ထားတယ်ဘိုးဆောင်တင်းရဲ့ဘဝင်းကကွယ်ပြီးအတန်းကတိုးတိတ်သွားပါရင်ကောင်းနေရညီးစီစီနေသူတို့ကောင်းကောင်းကွန်ရင်နဲ့ထင်းကိုလန်ကျိုးနဲ့ထုံရင်ရေရွတ်ပါတယ်ပြီးတော့ညောင်းညာဆက်ဝါသံပြီးပြန်အိမ်မယ်အတွင်းနဲ့ နကူတိုင်းလေးခွေလဲလိုက်ပါရီဒါမဲ့လေခုနကနေရာမှာဘိုးစားတီကရုတ်ချီးပြန်ပေါ်လာပြီရောဟဲ့ငါသူတော်အမလီဘုတော်ဖေဟာဘိုးတကြားကဲတော်မူပါဘိုးတကြားရဲ့တန်ခါကျဲလောင်းလွတ်နေတဲ့သူတော်လမ်းဖြတ်ရေရွရင်ခုံချမိရေဘိုးတကြားကသူတော်ကိုတောင်းဝေးထောင်ရင်ရက်နေတယ်သူတော်ကလည်းသူ့ကိုရိုက်မှဆိုတော့ပါနေတယ်ချက်ချင်းပဲစောင်းကြတိုင်ပြီးလက်အုပ်ချင်းရင်သူတော်လေးကအိတ်ဆက်တာကမကောင်းဘူးဆိုတာသိအောင်လို့ စမ်းသက်နေတာပါဘုဒ္ဓကြာ။ဟွန်းငါသူတော်တော့နင်းတော်တော်မလွဲတာပဲ။လွဲပါလေဘုဒ္ဓကြာရဲ့သူတော်ကလိန်မာတဲ့သူပါ။ကဲကဲကဲထားတော့အခုပြန်လာတာနင်းရောတခုပြောဝချန်ခဲ့လို့ပြန်လာခဲ့တာ။ဟွန်းသူတော်ကိုအဲ့ဒီလိုရိုက်ဖို့ပြန်လာတာမဟုတ်ဘူးလား။ဘုဒ္ဓကြာတော်တော်ထက်ပြီးသူတော်ကိုအော်တာလေ။မဟုတ်ပါဘူး။နင်းအဲ့ရင်အိပ်ပုတ်ခြင်းလို့လို့မလို့မှဆိုလို့တမေကြီးနှိုးလိုက်တာ။အဲ့လကွဲဖြစ်မှဖြစ်ရလေ။ ဒါပြင်သူတော်ကိုရိုက်ဖို့ပြန်လာတာမဟုတ်ဘူးပေါ့အဲ့ဒါသိကြလားငါနဲ့ကိုပြောဖို့ရကြံခဲ့လို့ပါဆိုဒါပြင်လည်းမနှက်ဖြစ်မှာပြောတော့သူတော်နေမကောင်းလို့ပြန်အိတ်တော်မယ်သူတော်ညတွန်းတွန်းပြန်လေပြီနေရစီမှာပင်ပြန်ခွေပြီးအိမ်နေတယ်ဘိုးစားတီကတော့သူတော်ကိုကြည်အကျဉ်းရရတယ်သူတော်ငါသူတော်နှစ်သားလေးသူတော်ဘိုးတရားခေါ်နေရလေသူတော်ဘလုံးမမတူဟုတ်တော့လေဟုတ်တယ်လေတုခမရရိုက်ခန့်ရမှာဆိုပြီးအတင်းကရော လက်အုပ်ခြေတော်တောင်ရှိနေခဲ့ရတာမလားအခုတော့ရိုက်ဖို့ပြင်လာတာပါလို့မပြောရင်ဘိုးစားတီကိုစိတ်ဆိုးမိရပြီပေါ့ခပ်ပြီခပ်ပြီငါတို့တော့နေကြတာမကြတာငါပြောခင်ပြီအဲ့ဒါကဘာလဲဆိုတော့နေမိတ်ဆွေတစီကြီးငအုံနဲ့ဟိုတငယ်မအေးစိန်ကသားဖာရင်တငယ်မကငငယ်ကလေးကငအုံကကွင်လွန်သွားတာသူတို့ဘောနေစေနာရှိတယ်ဆိုရင်တော့ဒီအကြောင်းကိုကြုံဆိုရင်ပြောပြနိုင်အောင် ဘိုးစားတီပြောတာတော်တော်ကြားပါတယ်။ဒါပေမဲ့စိတ်ဆိုးနေရဆိုတော့ဘာမှမတုံ့ပြန်ဘူး။မလုံမရှံအိတ်ဆက်မြဲပဲ။ဘိုးစားတီကတော့သူပြောပြတဲ့နာပြောပြပြီးပြီမဟုတ်။တပြင်းသာချာခေါင်းကိုရမ်းရင်းသူတို့ကိုကြောက်ခိုင်းလို့ထွက်ခွာသွားပါတော့တယ်။အချိန်ကညနေရောက်ဆောင်းနေပြီ။သူတို့တယောက်နေချက်ချိန်ကိုဆောင်းရင်မိုးရွာမှာကိုလည်းမျောနေမိသလိုသူစီရောက်လာမယ်ဆိုရက်တောက်ကြသားကိုလည်းစောင့်လို့နေရ။ဒီကနေ့နဲ့ဆိုသုံးရက်မြောက်ခဲ့ပြီ။နှုတ်ကခြေဆက်ကြသူတော် အခုတော့သူတို့ခမညာတောက်ကြတာရောက်လာရင် လွဲချော်သွားရမှာစို့သူရောက်နေရတုံတန်ကလည်းဘယ်ကောမှမသွားဖြစ်ဘူးအခုတော့လေသူတို့ဆရာကြီးစီမှာငုတ်တို့ထိုင်နေမိရင်တိုက်တိုက်ဆိုင်ဆိုင်ပဲတစေကြီးကိုတုံတန်နေစီဝင်လာတာမြင်မိလိုက်တယ်ဘယ်ကဘလို့များရောက်လာပါလိမ့်လို့တွေးနေတော့တစေကြီးကကဆရက်ပေါ်တက်လာပြီးလေးဘက်ကရှောင်းတက်လို့အသက်ကိုလှုပ်ရှူရင်းကနေအမလေးရှာလိုက်ရတာဆရာသူတို့ရဲ့ ကျုပ်ပြင်ဆရာသူတော်ထွက်သွားကတဲ့ကလိုက်ရှာနေတာအခုမှပဲတွေ့ရတော့တယ်။တစေကြီးကောင်ရဲ့ပြောကြောင့်သူတော်အားအသင့်သွားတယ်။တစေကြီးရသူတော်ကိုဘာအတွက်ရှာနေရတော့ကျုပ်ဆရာသူတော်ရဲ့အနောက်ကို လိုက်ချင်တော့ဘယ်လိုဖြစ်ရလဲ။ကျုပ်ရွာမှာမနေချင်တော့ဘူးသူတော်ဆရာရဲ့အတိအကျလည်းမရှိပဲကျုပ်တိအောင်တဲ့ပြင်းစီအောင်ကောင်းလို့တော့ တစီကြီးပြောလာပါမှာသူတော်လေးဘိုးဆောင်တီပြောသွားတဲ့ကိစ္စကိုသိရမိသွားတယ်။အကျိုးအကြောင်းလုံးစုံကိုသူတော်ပြောပြလိုက်တော့တစီကြီးကောင်ကအံဝဟံပြပြီးရောဒါသာမို့ထင်တော့ထင်မိတယ်။ဒီကလေးမောင်မြင်ရတော့တမျိုးပဲလို့တစီကြီးဝမ်းမသာဘူးလား။ဝမ်းတော့တာပေါ့။သူတော်ပြပြတော့တစီကြီးခင်ဗျာအလွန်မင်းအံအားတင်ဝမ်းသာနေမိပါတယ်။တစီကြီးကောင်အနေနဲ့သူစီမှာမိသားစုများမရှိတော့ဘူးလို့အထင်ရှိနေရလေ။ ရွာရောက်တဲ့ကတစုံတယောက်ကိုမှလည်းသူမသိတော့တယ်လို့ဖြစ်နေခဲ့တယ်။ဂျေဆုအလိုမင်းတင်ရပါလေဆရာသူတော်။ဒါပေမဲ့သူ့ကိုတီးပြီးဘူးကတော့ကျုပ်အနေနဲ့မတက်နိုင်ဘူးထင်မိတယ်။ဂျေဆုတင်ဖို့မလိုအပ်ပါဘူး။သူ့အတီးပြီးဘူးကတော့ငါလည်းဘလို့လှုပ်ပြီးရမှာမသိဘူး။လောလောဆယ်ငါသူတော်လေးလေးဒီရနေပဲကိုမှသွားဖို့ရမှာဖြစ်နိုင်သေးဘူး။ဘာကြောင့်ဆိုတော့မနှက်ပြန်နေမကြက်ခင်မှာတောက်ကြတာကိုငါလိုက်ရှာရအောင်မေး။တောက်ကြတာဟုတ်လား။ ဘာလို့ရှာနေရတော့ပေါ်တော်မူလာမဲ့ဘုရားငါးစုကိုတောက်ကြသားကိုညီနေပြင်ရမှာတစေကြီးဟာဟာဒါဆိုရင်တော့ဆရာသူတော်ဝမ်းသာလိုက်ပြုကျုပ်ကတောက်ကြသားစစ်စစ်ဒါမင်းကျုပ်ကတစေဖြစ်နေတော့ဘယ်လိုလုပ်ရပါမလဲတစေကြီးသူ့ကိုသူတိမ်တိမ်ငငယ်နဲ့ပြောပေမဲ့သူတော်ကဝမ်းသာသွားရပြီရောနင်ကတောက်ကြသားဆိုတာတေးကြသလားတေးကြတာပေါ့ကျုပ်နဲ့မေကနေစည်းနေစည်းနဲ့ပေးကြတာမဟုတ်ဘူး ကြုံဝေးပြီးရနဲ့အိမ်ခေါင်ပေါ်အုံသီးတွေကြလို့ကိုအုံးစုံကြီးဖြစ်သွားတာဟာဟုတ်လားဒါဖြစ်ရင်တော့တစေးရနေမဲကောက်ကူညီပေးလို့ရမရဘူးဘိုးတကြားစီမေးကြည့်လိုက်မယ်ဖြစ်ပါမလားဆရာသူတော်မဖြစ်စရာဘာအကြောင်းမှမရှိပါဘူးအမေရှိရင်အဖြစ်ရှိလာမှာပေါ့ရတယ်မရဘူးဆိုတာထက်အထီးကားကြတာကကိုကမေးမြန်းဖို့ပဲမလားဟုတ်တာပေါ့ဟုတ်တာပေါ့ တစေကြီးကိုဝမ်းသာအားရထောက်ခံလိုက်ပါလေဒီလိုကိစ္စမျိုးမှာသူသာကူညီခွင့်ရမယ်ဆိုရင်တော့သူ့အတွက်အရာရာကောင်းဖို့ကြီးပဲဖြစ်လာလိမ့်မယ်မဟုတ်လားဟိုဘလို့ဖြစ်ဖြစ်ဟုတ်တာမဟုတ်တာအပတာကျုပ်တော်ပြင်ဆရာတော်နဲ့ဘုရားပင်ပြည့်ရဲ့အထီအတူလိုက်မယ်မြောကောင်းတယ်ကောင်းတယ်ဒီအထဲမှာနေကြဖို့ကိုစောင့်ဖို့ရလဲရှိတော့သူတို့ဘိုးတကြားစီမင်းမြန်းဖို့အချိန်ရပါတယ်တစီကြီးကိုလွန်မင်းဝမ်းသာနေရှာပါတယ် မရဘူးရရရေလို့တော့အဘရွှေကိုနိုင်ကပြောလာမှာပဲသိနိုင်မယ်ထင်တယ်။လောလောဆယ်တော့ဘာကောမှတီတီပါပါမပြောနိုင်သေးဘူး။အခုတော့ဘိုးရွှေရာ59ရဲ့ကူအောင်ထိတ်ချံဝင်းနေတယ်။ဘိုးစားတင်းရဲ့စကားကမတင်မကျနန်းစိမ့်နဲ့မူလပြန်ထားသူသူတော်ငိမ့်တန်ရင်းသာရှိနေမိပါရဲ့။နန်းစိမ့်တွေထားတာမို့ဆရာကြီးစီမှာတော့တစေကြီးကိုနဲ့တူသူ့ရဲ့ပြည့်တန်ခံရရာသူယူခန္ဓာကခြံရိတ်ခဲ့တယ်။ ။ဘိုးစားဒီကထပ်မှန်လို့ပြောတယ်။အချိန်လေးလို့သေးတာပဲ။အဲဒီကပဲဆက်ဆောင်လိုက်ပါ။တကယ်လို့ရတယ်မရဘူးဆိုတာကတော့ဆိုင်ဆိုင်မြတ်မြတ်ရောက်လာမယ်တောက်ကြတာပေါ့မူတည်နေမှာပေါ့။ဘိုးစားဒီပြောတိုင်းစောင်းကြံဖို့သာရှိတော်တယ်။အဘိုးရှိက49ရက်ဒိတ်ထံဝင်းချင်းမှာကျန်တာကတော့စီမံရတိုင်းပေါ်လို့ပဲသူတော်ယူဆမိလေ။တော်နန်စိမ့်လင်းလို့မေးမြန်းရာကနေခန္ဓာစီပြန်ကက်လာလိုက်တယ်။မျက်လုံးပွင့်ပွင့်ချင်းမြင်ရတာက တပေးစီကတစေကြီးကိုအောင်ရဲ့မျက်နှာအမလီလျှက်လိုက်တော့သူတို့ထားကုန်ရင်အော်မီရောတစေကြီးကတဟားရှိတယ်ပြီးတော့မျောလင်းတဲ့ကြီးနဲ့သူတို့ကိုမေးလာကုန်ဘာရလဲဆရာသူတော်အဘိုးရှိရ49ရဲ့ကိုအောင်တိတ်တံဝင်နေတယ်တဲ့အဲ့ဒီတော့တောက်ကြတာဘလို့လဲမသိရသေးဘူးတစေကြီးရဲ့စကားတန်ကမင်းဖြောက်ဖြောက်ထားလိုက်ပါအချိန်နဲ့တော့သိလာမှာပါ ူတို့ကတမင်တကာပဲခပ်ပတ်ဖို့ရည်ရွယ်ပြောလိုက်တယ်။သူတို့ပြောကြတဲ့စီတီတဲ့စိတ်ချင်းပေါ်ပါသွားသလိုရှိသွားပြီ။ဟိုဟုတ်တော်ရှိမဟုတ်တော်ရှိသူကတော့ဆရာသူနဲ့လိုက်ပါပဲ။နှစ်ယောက်သားရင်မောလိုက်ကြတယ်။ဒီချင်းဒီကိုနဘေးလူကကြည့်မယ်ဆိုရင်တော့ရိုးနေတဲ့သူတို့တယောက်တည်းစကားပြောနေရင်မောနေရကိုသာမေးရမှာပါ။ဒီကနေနောက်ထပ်3ရက်မြောက်ညနေပိုင်းအချိန်မှာတော့စုညံညံအတန်နေနဲ့တုတ်တန်ရဲ့အတွင်းစီကိုလူတွေတအုပ်တမကြီး ဝင်ရောက်လာကြပါတယ်။ဒူတော်နဲ့တစေကြီးကိုလည်းအစားကဒီလူတွေကိုအာသုဘလာပိုးကြသူတွေလိုပဲယူဆပြီးဂယုဆိုင်မနေဖြစ်ဘူး။လူတွေကတုံးတန်ထဲမှာဖြန့်ချက်ပြီးနေရာစုံစီကိုတွဝင်ရင်တစုံတစ်ခုကိုရှာဖွေနေရတဲ့အတွက်ရှိနေတယ်။ဒူတော်တို့လည်းဒီချင်းရောက်ကိုမြင်တော့သူတို့ကအာသုဘလာပိုးတာမဟုတ်ဘူးပဲ။တစေကြီးကစပြောလာတယ်။သူတို့ကနေပြီးရောသူတို့တခုခုကိုရှာနေရတယ်နဲ့ ဘာဖြစ်နေစရာသူတော်လူဖြစ်နေမယ်သူတော်ရဲ့ဖြေကြောင့်တစေကြီးကိုတားနဲ့ထရည်တယ်ပြီးတော့သူတော်ကိုဆက်ဖြည်းဖြည်းကြည်လာပြီးတော့သူတော်မှာလူရီအများကြီးကိုဘယ်လိုများလူရှာတာဖြစ်ရပါမလဲစရာသူတော်ရဲ့မွေရီပါရီလာရှာတာဖြစ်မှာပါမဟုတ်လားဘိုးတစေကြီးရဲ့ကဲကဲကဲဘာရှာတယ်လဲဆိုတော့သူတော်ပဲသိမှာအဲ့ဒီတော့စောင့်ကြည့်ကြတာပေါ့သူတော်နဲ့တစေကြီးတို့လည်းဘာမှပြောပြကြတော့ပဲ အုတ်ဂူရီမိဘုံနေချောင်းသွာလာရှာဖွေနေတဲ့လူတွေကိုဂယုတဆိုင်ကြည့်နေမိပါရင်လူတချို့ကဇေယျဘွယ်ကိုတက်လာကြတယ်သူတို့အနေနဲ့ကတော့တဆေကြီးကိုမမြင်နိုင်တဲ့အတွက်သူတို့တယောက်တည်းထိုင်နေကြတာကိုပဲမြင်ချင်ရတယ်သူတို့နောက်ကိုရောက်တော့တယောက်ကစကားဆမိလာပါတယ်ဟဲ့လူဒီထဲကိုတခုတည်းအောင်ဝင်လာမြင်မိသေးလားတခုလားမမြင်မိပါဘူး ရီပြီးဖြေလိုက်တဲ့သူတော်ဖေဆိုနောက်တစ်ယောက်ကပထမမေးမြန်းသူကိုအသာထုတ်လိုက်ပြီးရောမင်းကဘယ်လိုများမေးလိုက်တာလဲဝင်းလိုင်းတော်တကူဆိုတော့ तू ကဘယ်လိုများသိမှာလဲငါမေးပြမယ်ပြို့ဆရာကြီးဒီတဲကိုလူဝင်လာတွေ့မိသေးလားပြို့ဆရာကြီးဒီတဲလူဝင်လာတော်ကိုတွေ့မိရေဗျာဟုတ်လားဒါဖြင့် तू ပြေးမှာလဲပြပြပြပါလားဗျာရှားပါတယ်ဗျာသူတို့ကဟိုမှာပါ သူတို့ကတုံ့တန်တဲ့လိုက်လေရှာဖွေနေရတဲ့လူတွေစီလက်ညှိုးထိုးလို့ပြောတော့မင်းပြန်သူခမောင်သူနှစ်ဖူးသူပြန်ရမိရတယ်နောက်တစ်ယောက်ကလည်းမင်းတို့ကလည်းဘလို့မင်းနေမှမသိဘူးသူ့ပုံစံလေးကြည့်အောင်မင်းတို့မေးဖို့နဲ့တုံဖြည့်တယ်ပဲနေမယ်ငါပေးမယ်မင်းတို့ဖေးကြတတိယလူကပြန်ပြီးသူတို့ကိုမေးလာတယ်မိတ်ဆွေဒီထဲကိုတရားရောက်ဝင်လာမှတွေ့မိသည်လားမတွေ့မိဘူးဗျာဒါပြင်ဘာမှမတွေ့မိသည်လဲ ဘာမှမတွေ့မိပါဘူးဗျာကဲရှင်ရောမမြင်မိဘူးဆိုတော့ကို့ဘာသာလိုက်ရှာကြတာပေါ့ကွာစိတ်ပြက်လက်ပြက်နဲ့သူတို့ဘာသာပြပြီးလူသုံးယောက်ပြန်ဆင်းသွားကြတယ်တစေကြီးကောင်ကဆင်းသွားတဲ့သူတွေကိုကြည့်ပြီးရှိတယ်တကယ်လူတွေဆရာတော်ကောင်များသူတို့မလို့မေးရသေးတယ်ငါဆိုရင်လက်မိလွန်းလို့မမေးရဘူးတစေကြီးကောင်ပြောတာကိုသူတော်လည်းမသိချင်အောင်စောင်းနေလိုက်ပါတယ်ပြင်ပြောဖို့ရလဲသူ့စိတ်မှာမအောင် တို့ဒီကအာယုံကိုစူးဆိုင်လို့စိတ်ဝင်စားမိနေတဲ့အရာကတုတ်တန်လေးကိုဝင်လာတဲ့ဆရဲသူဒီလိုဝင်လာတဲ့ဆရာကိုသူတို့နေအောင်တော့တတိမထားမိခဲ့ကြဘူးထိုင်နေတဲ့သားနေဆိုတော့တုတ်တန်ဆရာကအားလုံးကိုစီမိုးပြီးမြင်နိုင်တဲ့အတွက်လူဝင်လာရဲ့မြင်ကိုမြင်ရမှာပေါ့ဒါပေမဲ့ခုနကသူတို့အပေါ်ပါဆင်းသွားချိန်တစီကြီးကိုအွန်လိုင်းလာခဲ့တယ်ဒီချိန်မှာတော့သူတို့ဇင်ရခေါင်တိုင်အဖျားကိုမတိမတားမောကြည့်လိုက်ပါတယ်ခေါ်တွေ့ပါပြီအားလုံးလိုက်ရှာနေတဲ့ တကိုးဆိုရသူထုတ်တန်းပေါ်ကခေါင်းပြားနာမှာတကိုးဆိုရလူတယောက်ကုတ်ကက်လို့ပုန်းခွင်နေတယ်။အဲဒီလူကသူတော်သူ့ကိုမြင်သွားတာသိတော့ဘောကနေတိတ်တိတ်နေဖို့လှန့်နေလှုပ်ပြောင်းတယ်။သူတော်ကခေါင်းကိုခါရင်နေဟိုလူကထပ်လို့ပြောင်းတယ်။တစေကြီးလဲသူတော်နဲ့အပေါ်ကလူတို့လုံနေပုံတွေကိုကြည့်ပြီးဟိုလှဲ့လိုက်ဒီလှဲ့လိုက်။ဆရာသူတော်ပြောလိုက်ပါလား။မပြောပါဘူး။ဟမ်ဒါဆိုဘာလို့ခေါင်းရက်နေရလဲ။မပြောဘူးဆိုတော့ သူ့ပြင်ပြောနေရလေအဲ့တော့ဆိုခေါင်းကြီးရမယ်မလားမလွယ်ဘူးဆိုတော့ခေါင်းရင်ပြရလေအာမဟုတ်သေးပါဘူးဘာမဟုတ်တာလဲခေါင်းရင်ပြပါလေဒါမဲ့တစိနှစ်သားလေးနဲ့လိုက်ပါလားလိုက်ပါလေတစိကြီးကခေါင်းကြီးလိုဖြစ်ရင်သူတို့ကဆက်မိတယ်မလိုက်ဘူးမလားတစိကြီးကခေါင်းကိုရမ်းလိုက်ပြီးရောအာလိုက်ပါပါဆိုအဲ့ဒီမှာဘာလို့ခေါင်းကိုရမ်းတာလဲတစိကြီးဘာပြန်ပြောမှမသိတော့ဘူး သူတော်ကသူ့ထက်တမူးသာခဲ့ပြီဟုတ်ပါလေဆရာသူတော်ရဲ့သူတော်နဲ့ဘောကလူဆက်ပြီးတော့အခြေတင်ပြောနေကြပြန်ပါလေတစီကြီးကတော့သူတော်နေရာကိုတလဲစီခြင်းရဲ့စိတ်ညစ်ညူးကခေါင်းကိုခါရဲလို့အချိန်တော်လေးကြာတော့တုတ်တန်ထဲမှာတခုတ်ကို လိုက်ရှာနေကြတဲ့လူအုပ်ကြီးလဲတဆတဆပြန်သွားခဲ့တယ်။နောက်ဆုံးချိန်ရဲ့သူတော်ကသူတော်ကိုလာမိကြသူတော်ရောက်သူတော်ကလည်းပြန်သွားတဲ့အခါဆရာကြီးနားဖြတ်သွားရင်သူတော်ကိုလမ်းကြီးက ငါတို့ကလည်းတခိုးပြောင်းလို့အယူကိုမေးမိတော့တကယ်မှပါသူတို့အပြောကြောင်တစီကြီးကဖွေးကနေထရည်တယ်လို့အပေါ်ကလူကလည်းကြိတ်ရည်တယ်လူတွေကပြန်သွားကြတော့အပေါ်ကလူလည်းအောက်ကိုဆင်းလာတယ်ဟဲ့လူခုနကတိတ်တိတ်နေပါဆိုခမရဘလို့ကြောင့်အတင်းခေါင်းခါရမ်းနေရတော့မြားတကယ်ပါပဲတခိုးဆွေတေကဒေါသနဲ့ပြောဆိုနေသူတို့ကနေမပြောဘူးမလို့ခေါင်းကိုရမ်းတာလေဟာဒီယူတော့ခက်ပြီး ဟမ်ဖိုးတောက်ကြမင်းတယောက်ကတော့ဒီယူနေကြမှာပဲအဖမ်းခံရတော့မလို့ဖိုးတောက်ကြဖိုးတောက်ကြမင်းတယောက်ကတော့ဒီယူနေကြမှာပဲအဖမ်းခံရတော့မလို့တခုံးရေရွတ်လိုက်တာကြောင့်သူတော်နဲ့တစေယူအချင်းချင်းတယောက်မျက်နှာတယောက်ကြည့်မိလိုက်ကြတယ်နင်းကတောက်ကြတာလားဟုတ်တယ်သူကတောက်ကြတာမလို့နမိတ်ကိုတော့ဖိုးတောက်ကြလို့ပေးထားတာဟေးဒါဆိုကွတ်တီပဲပေါ့ဘောင်းကွတ်တီရမှာတော့ နေရတော့ကြတာဆိုတော့ဖျားပင်းရမယ်သူဆိုတော့လေခမရလာနောက်နေပြန်ပြီဟင်မော်လေခမရယူနေရဆိုတော့ပြောချင်ရပြောမှာပေါ့ကဲကဲကဲကြုတ်သွားအောင်မေဗျာဘိုးတော်သားကထွက်သွားမယ်ပြီးတော့တစေကြီးကိုကပစိုးစားကိုလှမ်းဆွဲထားလိုက်တယ်ဟာကျုပ်ကဘာလို့ဆွဲရတော့မဆွဲပါဘူးဗျာဟာဒီမှာဆွဲထားတယ်လေဘိုးတော်သားကလှဲကြည့်ပြီးပြောလိုက်တော့သူ့ကိုဆွဲထားနေဆိုတော့ သူတော်မဟုတ်တဲ့ပြင်ဘာမှလည်းရှိမနေတာမြင်မိပြီရော။ဩဒီပစိုးနဲ့ကွာဘာမှမဟုတ်ဘဲနဲ့ကိုလာနိုင်နေသည်။ပြောပြီးဆောင်ရုံးလိုက်ပြီမဲ့ပစိုးစားကဘာမှလာဘူး။ဘာဖြစ်တာလဲဟာ။ဘုဒ္ဓတော်ကြီးယူပြီးပစိုးစားကိုထပ်ပြီးဆွဲလိုက်ပြန်တော့ရုတ်တရက်အမွေးမြင်နေတဲ့လက်တီတစ်ဖက်ကဘွားကနေပေါ်လာတယ်။ဘုဒ္ဓတော်တယောက်လှမ်းဖြတ်ပြီးလဲကြတော့ပစိုးကဂွင်းလုံးကျွလိရဲ့။ဒီအချိန်နေကြောင့်သူတော်ကဝဝက်ွယ်ကိုထားယူတယ်။ ဖိုးတော့ကြောင့်လည်းသူ့အဆက်သူရသလိုတက်နေကာဝယ်ဖုံးလိုက်ပြီရောဟေးလူခင်ဗျမရည်နဲ့ဗျာမရည်ပါဘူးသူတို့ထိမိမဲ့ရည်ချင်နေမှုကဒါမှမရဒီတော့တပူပူတန်ထွက်လာတယ်သူတို့ကိုပြောဆိုဖို့ဟန်ရေးပြနေတဲ့ဖိုးတော့ကြာစကားကတိုးလို့တန်လန်းဘာကြောင့်ဆိုပစိုးကလေးစီမှာတန်လန်းကြီးလွင့်နေတယ်ဖိုးတော့ကြာလည်းခုနကသူမြင်ထားတဲ့လက်ကြီးကိုတတိယလိုက်ပြီရောဟေးလူခင်ဗျားနာမှာတည့်ရရှိနေတယ်ဗျာ သူတို့ကိုဖိုးတော့ကြကဟဲ့ော်ပြောလိုက်တယ်။တဘောကတော့သူတို့လည်းတရေကြောင့်ပြေးပါပေါ့။ဒီခိုင်းမှာပဲတစေကြီးကိုအောင်ကမျက်နှာကြီးကိုခွက်ခွက်ကွင်းကွင်းမြင်အောင်ပြလိုက်တယ်။ပြရုံတင်မကပါဆက်ကလည်းတရေစွာဒီလိုကြီးလား။ဟာဟုတ်တယ်ဟုတ်တယ်။ဖိုးတော့ကြလည်းဘာရင်ညာရင်မသိတော့ဘူးပါဆက်တွင်းရကိုကတော့ကမြော ပြောပြီးရတယ်ပစိုးကလည်းစိတ်မဝင်စားနိုင်တော့ပဲအတင်းထပြီးပါတော့တယ်။သွေးပြန့်ပြီးအလန့်တကြားပြေးနေတဲ့ ဖို့တော့ကြဇယက်စီကအစင်းရင်းကြီးကနေရလေကတိကြောင့်ဟန်ချက်ပြက်ပြီးအောက်စီကိုတလိမ့်ကဝေပြုတ်ကျသွားပါရင်အောက်စီကို ရောက်ပြန်တော့လဲဖို့တော့ကြခမရမတက်တာအုပ်ပနာတစ်ခုပေါ်ကိုကြားလိုက်ကတခါရဲကို တတိလိမြေမျောသွားရပါရင်ဖို့တော့ကြလျာသူ့ကိုတခိုးရွေးတဲ့သူတွေချာမှာပြေးလွားကိုပြေးနေမိပါရင်လောကမှာမရှိခွန်းတို့အလားဆုံးမျိုးစွာကတကယ်တမ်းတွေးထွက်အောင်မှန်လွန်းလာပါရဲ့ မိမရှိဖာမရှိသူဘဝငယ်ငယ်တည်းကလောကကိုရွေးတိုက်ပြီးပေတင်နေလိုက်တာတလောကလုံးနဲ့တရားဖြစ်ပါဘောလားဒီအချိန်တွေကနေသူဘဝလူလားမြောက်လာအောင်အဖာတို့ကကြွေးမွေးပေးခဲ့တယ်အဖာတို့ရှိနေတုန်းကသူဘဝမှာအမိုးကအရေးအဝါသားကြီးတခုရှိနေသေးတယ်လို့နေသားပေမဲ့အဖာတို့ကွယ်လွန်ပြီးနောက်မှာတော့တရားလုံးနဲ့သူအရင်ထက်ကိုတားလို့စိုးကုန်ပြီးတစောင်းစင်းနဲ့မျက်ကြီးဖြစ်ရောင်လာပဲအခုလဲရွာလေးကသူတစ်ဖက်သက်နှစ်သက်မိတဲ့မိန်းကလေးရော့ သူ့ကိုအမြဲလဲလို့အမြင်ကန့်နေရကဘယ်လိုများဖြစ်ရတယ်မသိဘူးတွေးရအောင်ဆိုပြီးချိန်ဆလာတယ်ဒီရေးတဲ့သူလည်းသွားတွေ့မိကောမိန်းကလေးကသူ့ကိုတွေးတော့တစ်တာတေးသေးတစ်ခုကိုလက်ထဲထိုးပြီးရင်ပြီးတော့ကိုမြအေးကိုပေးပေးပါဆိုပြီးပြောတယ်သူကသူ့ကိုတွေးလို့လည်းထင်လို့ချိန်ဆရာကိုလာလာဆိုပြီးပြောတော့တစ်ဖက်မိန်းကလေးကတီးပစ္စည်းကိုလူကြုံကန်းစီဖို့ပြောတယ်ဒီကိစ္စကသူလက်မခံနိုင်ဘူးအခြေအနေဖြစ်ကြပါကော ဒီမနေ့မိန်းကလေးကသူ့ကိုတခိုးဆိုပြီးလက်ညှိုးထိုးလို့អော်ပါយောသူ့အိမ်ဝိုင်းလေးကိုជူးနေမိတဲ့သူ့ချစ်တော်တို့ကနောက်ပြန်ဆုံးလဲမမေ့တော့ဘူးပဝင်းချင်းကသူ့နာမည်ကြားနဲ့ဒုတ်တီဓာတ်ရိုင်နဲ့ဝိုင်းဝန်းလာချိန်မတိုင်ခင်မှာပဲသူ့အသက်ပေးတဲ့သူကိုယ်တိုင်ပဲတာဝန်ယူလို့ဆွရပြေးရပါတော့တယ်ဒီလိုပြေးနေရောင်းနဲ့အတော်လန်းနဲ့တုတ်သင်စီကိုဝင်လိုက်ကသူ့ပေါင်းနေရာကနေလွမြောက်ခင်ရပါပြီဒါပေမဲ့အယူနဲ့အတူတရေကသူ့ကိုခြောက်နေတော့ အာကနေပဲပို့တော့ကြောင့်ဟေ့အော်မီရင်မျိုးလုံးတွေကိုဖွင့်ကြည့်လိုက်တော့ပထမဆုံးမြင်ရတာကမီးရောင်ဖျက်ဖျက်အောက်ကအယူရဲ့မျက်နှာအာကနေပဲအလန်တကြားထက်မှန်အော်ပြီးအနောက်ကို ဆုံမိရောကြောပြင်းနဲ့ကက်မိတဲ့အေးဆက်ဆက်ပျော့အီးအရာကြီးတစ်ခုလှည့်ကြည့်မိလိုက်တော့လုံလုံထွေ့ထွေ့ချင်းနဲ့ဘာကြီးမှမသိဘူးကြည့်နေမိတော့မှပဲအဲ့ဒီလုံလုံထွေ့ထွေ့ချင်းထဲကနေမြတ်တွင်းဟော့ပန်နဲ့ခေါင်းကြီးပြုတ်ကနေထွက်လာတယ်အမလီပြတယ် ဘိုးတော်ကလမ်းပြန်လို့ထောက်ဝပြီးပြေးမယ်အလုအယူဝလှမ်းတာလေဟေးမောင်တော်ကနေရလဲတိတ်ကိုကြောက်တတ်နေပါကောလားဒီတစိကြီးရငါမိတ်ဆွေငါတို့နှစ်ယောက်စလုံးကနှင့်ကိုရံမမှုဘူးအယူရဲ့စကားကြောင့်ဘိုးတော်ကတန်ကနေဖြစ်သွားတယ်သူပြန်တွေးရင်အယူပြောတာဟုတ်ပြီသားပေါ့သူ့ဟောတာတခုခုလှုပ်လို့ရင်တတိမင်းနေုံလှုပ်ပြီးရကြာတော့ပြီဘိုးတော်ကတရွေးမျိုးချလာရင်စိတ်ကိုထိန်လိုက်တယ် ပြီးတော့ရုပ်ရှင်ရောင်ကိုလှည့်ကြည့်ပြီးတော့ခမည်းတော်ကျုပ်ကိုအန်တီရေမပေးဘူးဆိုတာသိကြလားတေးကြပါလေဆိုတစီကြီးကောင်ကအတန်အောရှာရှာကြီးနဲ့ထပြောတယ်အယူကလည်းပြောလာတယ်ဟုတ်တယ်တေးကြတယ်ငါတို့ကနေရအန်တီရပေးမလို့မဟုတ်ဘူးနေရဒီနေရာမှာတီးတန့်ကိုလာဆောင်နေကြတဲ့သူတွေခမည်းတော်ကကျုပ်ကိုလာဆောင်နေဟုတ်လားဘာတက်များလဲဟွန်းဖျားပေးမို့ပါဆို ိုးမဖြစ်နိုင်တာဗျာကဲငါသူတော်လေးနေကိုပြောပြမယ်အသေးချာနားထောင်အယူပြပြတော်တွေကိုဖိုးတောက်ကြအသေးချာနားထောင်မိပါကောအားလုံးကိုနားထောင်ပြီးချိန်ကျဖိုးတောက်ကြတယောက်သူ့ကိုယ်သူဟုတ်မဟုတ်ပါမလားလို့မယုံသင်ကောင်းနဲ့ကြည့်ပြီးရောဘလို့ကြည့်ကြည့်ဗျာမဖြစ်နိုင်ဘူးလို့ကိုထင်နေမိတယ်ဖိုးတောက်ကြစကားကြောင့်တစီကြီးကိုစိတ်မရှိတော့ကဲဟေးရလေကျော်ရှိမနေနဲ့ဖျားပင်ကိုလိုက်ပါလား မင်းတို့ဒီမောင်ရင်ကုတ်ချိုးတက်ရမှာလားပြောတော့ဖိုးတောင်းကြတယောက်ဘလောက်ပဲလူရွတ်တယောက်ဖြစ်ခဲ့တယ်ပြောပြောလူရင်းနဲ့သာတူလို့ရတာအခုကကြတရေတကောင်ကိုမျက်ဝါးထင်ထင်မြင်နေရပြီးစကားလေးပြောဆိုနေရတာမို့ရွတ်တမီလို့ကတော့တစ်ဖက်ကတကယ်လှုပ်လာနိုင်နေစရောအသေးချာမဲမို့စိတ်ကိုရှင်းလိုက်ပြီးတော့ဂုတ်တော့မချိုးပါနဲ့ဗျာလိုက်ဆိုလေလိုက်ပါမယ် ဟောတခါတလေကျတော့လေအတန်းလေးရလှုပ်ဖြစ်တာဂျေစုတင်နဲ့တစီတည်းရေဘုဒ္ဓကြောင့်စီရလိုက်ပါမယ်ဆိုရဲစကားဆုံးမှာသူတော်ကထပြောတယ်ဘုဒ္ဓကြောင့်ခမရမှာတော့သူတော်နဲ့တစီကြီးဝကြောင့်ဟိုကြီးလားဒီကြီးလားရှိနေရင်တပြင်းကိုသာအချိန်ချင်းချမိလို့ပေါ့ပြိတ္တများခမရအခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးသူနောင်ရိုးစင်ရေးသားထားတဲ့အယူသူတော်နဲ့ဘုဒ္ဓကြောင့်ဆိုရဲဇလံလေးပဲဖြစ်ပါတယ် နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်ခင်ဗျာ